ီနေ့ဟိုအော်တိုဘာ၂ရက်နေ့ညတော့ရုတ်တံမတင်မတင်ဆက်နိုင်တဲ့ကိစ္စနဲ့ပတ်သက်လို့ရှင်တော့အားလုံးကိုတော့လမ်းပြီးတောင်းဝင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အော်တိုဘာ၂ရက်နေ့မှာဟိုတော်တော်နေ့နေ့မှာကျွန်တော်ကအိန္ဒိယနဲ့ပြန်ထွက်လာမှဖြစ်လေတဲ့ကျွန်တော်ရောက်နေတဲ့အခုလေသိထဲမှာဆိုတော့လေသိထဲနဲ့ရုပ်တံပြောဖို့မဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အခါကျတော့ကျွန်တော်တင့်တော်သူလေးပြောဖို့ခက်တဲ့အခါသတင်းလေးဖတ်ဖို့လည်းအချိန်မရှိတဲ့အခါကျတော့ကျွန်တော် flight ကဟိုလေသိက20အဲ20ပြောင်းစီရတာဆိုတော့ဗျာ နှစ်ဆင့်ပြောင်းစီရတာဆိုမှဆိုကြတော့ကျွန်တော်တို့ဘန်ဂလိုဘန်ဂလောပေါ့နော်ဘန်ဂလူးလူလို့ခေါ်တယ်ဘန်ဂလောဘန်ဂလောလေးစိတ်ကနေပြီးတော့ကျွန်တော်ကလကတာလေးစိတ်ကလကတာလေးစိတ်ကနေမှကျွန်တော်ကြံပြီးတော့ကျွန်တော်ရန်ကုန်ကိုပြန်ဆင်းရမှာဆိုတော့အခါကျတော့ကျွန်တော်ဘလို့မှမမီဘူးအချိန်မမီဘူးပေါ့ဗျာမမီတဲ့အခါကျတော့လမ်းမှာတော့ချက် traffic traffic ဘလို့ခေါ် traffic မို့တော့ချက်လမ်းမှာအာလေရင်လေစိတ်ဟောမိအောင်လို့တော့တော့သွာလာနေရတာဆိုတော့ဘက်ကူကြီးအတွက်အဆင်မပြေဘူးတင်းချက်ကရုပ်တံပြောဖို့လည်းအဆင်မပြေဘူးသတင်းဖတ်ဖို့တော့အဆင်မပြေပါဘူးအဲဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ လို့တမပြောပြတာကိုတောင်းပါပါတယ်နောက်နေ့ကျမှကျွန်တော်ဒုချာကြီးပြောပါမယ်အဲကျွန်တော်ဒီနေ့တော့စီမကောင်းတော့ဆရာကြီးဦးလုံးကျော်ခုလုံသွားတဲ့ကိစ္စလေးကျွန်တော်သိရပါတယ်သိရစီမကောင်းပြရပါတယ်အသက်လေ96နှစ်ရှိပြီဆိုတော့အာသူ့အရွယ်ကတော့ကျွန်တော်တို့96နှစ်ဆိုတော့96နှစ်အရွယ်နဲ့လက်လုံးကြီးတွေအဲဖြစ်သွားတယ်ကျမကြီးဘိုင်းဆန်ထိခိုက်လာရှိမှာပါဗျာဒါကတော့ကျွန်တော်ဒီသက်ရွယ်ရောက်ရင်ကျွန်တော်ကိုယ်တိုင်ဒီသက်ရွယ်ရောက်ရင်ဒီလိုဖြစ်မှာပါ ဆိုတော့ဆိုင်ဥလုံးကျော်ကလုံးသုံးပါမှုကြောင့်တော့ကျွန်တော်တည်ရကြားတည်ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ပကြီးနဲ့ပတ်သက်ရင်နှမျောစရာကောင်းပါလေ။တိုင်းပြည်တွင်းဒေသနာတစ်ပါးပါ။တိုးတော်လဲအဲလူဟာကျွန်တော်တို့ကဘလို့ပဲဖြစ်ဖြစ်ချိန်တစ်ခုရောက်ရင်တော့ကျွန်တော်တို့ဘလောက်ပဲတကူဥစားထောင်လောက်ရထောင်လောက်ရချိန်တစ်ခုရောက်ရင်အားလုံးကကိုယ်လုံးဆုံးမသွားတော့တယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့လည်းတော့တစ်ချိန်တစ်ပြည့်ချိန်တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဘာပြောပြောအားလုံးပဲဟိုကိုကိုကိုနေတိုင်းနေတိုင်းပြောအောင်နေကြပါဘောသင်ချမ်းသာအောင်နေကြပါဒါလေးပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီနေ့ရုပ်သံမပြောပြတာလေးကိုမပြောပြကြောင်းလို့ဒါလေးလမ်းပို့ပြတော့ခင်ဗျာ